ရီစာအောင်ကကောင်းမလေးကိုဓာတ်နဲ့ရှစ်ချက်ထုတ်ပြီးထွက်ပြေးတင်းချောင်နေမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းတိုင်းမှကြိုးစားပါတယ်ယခုခါမှာတော့မေဆိုတဲ့ Facebook ကောင်းကရေးတင်ထားတဲ့ရီစာအောင်ကကောင်းမလေးကိုဓာတ်နဲ့ရှစ်ချက်ထုတ်ပြီးထွက်ပြေးတင်းချောင်နေတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာကျမရဲ့ရီစာအောင်တာမွေမှာနေထိုင်သူဖြိုးဟိန်ထက်ကကျမကိုချင်းချောက်ပြီး ရန်ငင်းမြို့နယ်လူပြတ်တက်လမ်းမှာဓာတ်နဲ့ရှစ်ချက်ထိုးပြီးထွက်ပြေးတိမ်းရှောင်နေလို့တွေးမိတဲ့သူရှိရင်တိုင်ချဖို့တရင်ပေးတာပါဖြစ်စဉ်ကဒီလိုပါကျမရန်ငင်းမှာ ကျမတငယ်ချင်းမိသားစုနဲ့အတူနေထိုင်စဉ်မေလ19ရက်နေ့ည7:00နာရီခွဲဝန်းကျင်ကျမရဲ့ရေစာအောင်ဖြစ်သူဖြိုးဟင်းထက်ကခဏထွက်လာခဲ့ပါငါတို့စကားပြောရအောင်ဆိုပြီးလှမ်းခေါ်ခဲ့ပါတယ်ကျမကလည်း လိုပြတ်တဲ့ညာဘက်အချိန်တခခုပြဿနာရှာမှာဆိုတာကြောင့် City Map လိုလူများရဲ့နေရာကိုထွက်လာခဲ့လိုက်ပါတယ်။အဲ့ဒီနောက် City Map ကိုနှစ်ယောက်တူတူသွားပြီးကျမကိုသူ့အလုပ်မှာပြန်မှန်းကြောင်းကောင်မလေးနဲ့အစမပြေကြောင်းတွေပြောပြပါတယ်။ပြောရင်နဲ့ညာ9နာရီလဲထိုးတော့မှာမို့ကျမလည်းပြန်တော့မယ်ဆိုပြီးထွက်လာခဲ့တဲ့အချိန်သူကအနောက်ကလိုက်လာခဲ့ပါတယ်။လမ်းမှာ ကျမကမိုးချုပ်နေလို့ပြန်တော့မယ်လို့ပြောခဲ့ပေမဲ့ခဏလေး၅မိနစ်ပဲစကားပြောချင်လို့ဆိုပြီးလိုက်လာခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်အသက်အနည်းထိခိုက်တာလောက်ထိတော့မလုံးလောက်ဘူးလို့ကျမလည်းထင်ခဲ့တာပါဂျန်ငင်းကကျမလက်ရှိနေထိုင်တဲ့တငယ်ချင်းအိမ်ရှိတဲ့ရက်ွက်ကလုံးချင်းအိမ်ခြံဝန်းတွေနဲ့လူလဲတိတ်ပြီးလမ်းမှာလူပြတ်တာမို့မမောင်ငယ်ကျမလည်းမြ мян အိမ်ပြတ်မို့ပဲစိတ်လုံးနေခဲ့ပါတယ် လူပြတ်တဲ့လမ်းကြားလေးနားရောက်တော့ဒီနေ့ရလူပြတ်လာဘာညာမေးပြီးကျမကိုအနောက်ကနေဖက်ပြီးဓာတ်နဲ့စပြီးထိုးပါတယ်ကျမကိုမအောင်နိုင်အောင်ပါဇက်ကိုပိတ်ပြီးလယ်ဘင်းနဲ့ဘိုက်တွေကိုဇက်တိုက်ဓာတ်နဲ့ထိုးပါတယ်ကျမလည်းဇက်တိုက်ထိုးခံထားရတာကြောင့်မျက်လုံးတွေပြပြီးလမ်းကြားဘေးဒဏ်ရာဘက်ကပ်လိုက်ပြီးထိုင်ချလိုက်တယ်ပြီးတော့သူကကျမကိုဇက်တိုက်ချင်းချောက်ပြီး လက်ဘင်းကိုဓာတ်နဲ့ရွှဲပါတယ်ဖုန်းကဖလက်လိုက်ကိုလည်းတွေ့ကြတာမို့ recording လုပ်နေရလားဘာလားတော့သိချမသိခဲ့ပါဘူးဒီမှာပါဇက်ကိုဇက်တိုက်ပိတ်ထားခဲ့ပြီးလက်ထင်းအပေါ်နာဥကောင်းနေရာကိုဓာတ်နဲ့ဆက်ထိုးပါတယ်အဲ့ဒါပြီးတော့ကျမဘက်ကအချင်းချင်းတောင်းပန်ခဲ့တဲ့အချိန်မှာသူကနားမထောင်ပဲဓာတ်ကိုတစ်ချက်ပေးချပြီးဓာတ်ကိုတစ်ချက်ပေးချပြီးဖုန်းကိုင်နေတဲ့အချိန်အလစ်မှာ ကျမကဓာတ်ကိုလှုပ်ပြီးတစ်ဖက်ကိုလွှင့်ပစ်လိုက်ပါတယ်။ "तू ကကျသွားတဲ့ဓာတ်ကိုပြန်ကောက်နေတဲ့အချိန်မှာကျမကသတိပြန်ကပ်ပြီးဘေးနားကျနေတဲ့ကျမဖုံးကိုအ мян ကောက်ကင်ပြီးထပြေးတော့တာပဲ။ကျမနေတဲ့အိမ်ခြံဝန်းတကားကိုတငယ်ချင်းကဖွင့်ထားတာကြောင့်ကံကောင်းစွာနဲ့အသက်ရှင်တာပါ။ပြောရရင် तू ကကျမကိုအသေးသက်ဖို့ကြံခဲ့တာပါ။ကျမသတိရှိသေးလို့သာလွတ်လာတာပါ။ကျမတငယ်ချင်းမိသားစုက ဆဲရောင်အမြန်လိုက်ပုတ်ခဲ့ပြီးအရေးပေါ်ခွဲစိတ်ခံဝင်ခဲ့ရပါတယ်။ကျမရဲ့ဝမ်းဝမ်းကလေးစားတွေအကုန်ထိခိုက်ပြီးကလေးစားတစ်ခုထုတ်လိုက်ရပါတယ်။အသည်းထိပေါက်သွားတာကြောင့်ထိသွားတဲ့အသည်းနှဲငယ်ကိုလှီးထုတ်လိုက်ရပါတယ်။ကျမဥူဖြတ်ပြီးဘိုင်းမှာအိတ်နဲ့ချိန်ထားရပါတယ်။ကျမလည်းဘင်းမှာလည်းကမ်းလန်းပြတ်လှီးခံထားရတဲ့တံရကိုချုပ်ထားရပြီးဘိုင်းနဲ့ရှင်ဘက်မှာပိုင်နှချောင်းချိန်ထားရပါတယ်။ ယနေ့ချိန်ထိရေရောစာရောစားတောက်လို့မရပဲဆဲရောင်ကလေးမှာပလက်နေနေရပါတယ်။ပြန်ရှာရတဲ့အကြောင်းကိစ္စ။ကျမသူနဲ့ပြက်သွားတာတနေ့လောက်ရှိပါပြီ။နောက်ပိုင်းသူ့မှာရေစားအစ်စ်ထပ်ရှိနေပါပြီ။ဒါပေမဲ့သူ့ဘက်ကနေကျမကိုအဆက်အသွယ်ဆက်လုပ်ခဲ့ပါတယ်။အဲ့ဒါကိုသူ့လက်ရှိကောင်မလေးကသိသွားတော့မေပြည့်နဲ့အဆက်အသွယ်လုပ်သေးလားမေးတော့ "तू ကမလုပ်တော့ဘူး" 2024 AB လထိပဲအဆက်အသွယ်ရှိခဲ့တာဆိုပြီးသူ့ကောင်မလေးကိုလိန်ပြောပါတယ်။ဒါပေမဲ့သူ့ကောင်မလေးကကျမနဲ့အော်တိုဘာထိအဆက်အသွယ်လုပ်နေသေးတဲ့ချက်တွေမြင်သွားပါတယ်။အကိစ္စကြောင့်သူနဲ့သူ့ကောင်မလေးရံဖြစ်စကားများကြတယ်။အဲ့ဒီမှာသူကကျမကိုသူ့ရင်းစားနဲ့အဆင်ပြေဖို့အဲ့ဒီ conversation တွေကမဟုတ်ဘူးဆိုပြီးလိန်ခိုင်းပါတယ်။ကျမကမလိန်ပေးပါဘူးဆိုပြီးညင်လိုက်ပါတယ်။ ဒါနဲ့သူ့ရဲ့ကောင်မလေးကဆက်သွယ်နေတာကို အတီးပြူးချင်တာလားတော့မသိပါဘူး။ကျမကိုဆက်သွယ်မေးမြန်းလာတော့ကျမကလည်းအမှန်တိုင်းပြောလိုက်ပါလေ။အဲ့ဒီတုန်းက "तू ကကျမကိုမလိမ်ပေးလို့ပြဿနာရှာပါလေ။ဒါထိုးတဲ့ကိစ္စကကျမမလိမ်ပေးလိုက်လို့သူ့ relationship အဆင်မပြေဖြစ်သွားတဲ့အတွက်မဲပြီးလောက်တာလို့ထင်ပါတယ်။ကျမရဲ့မိသားစုနဲ့တငယ်ချင်းတွေက မှုခင်းရဲတွေကိုမှုဖွင့်တိုင်ကြားထားပြီးလိုက်နေပေမဲ့ဖမ်းမမိသေးတာကြောင့်သူ့အတိုင်းဝိုင်းထဲကသူ့ကိုကာကွယ်ပေးနေတဲ့သူရှိခဲ့ရင်လေကျမမတရားခံလိုက်ရတဲ့ကိစ္စကိုကိုကြီးပေးစေချင်ပါတယ်သူ့မိကိုဖုံးဆက်တာလည်းမကင်တော့ပါဘူးအောက်မှာဓာတ်ထုတ်ခံရတဲ့နေရကျမပုံတွေပြင်အဲ့ဒီဖြိုးဟင်းထက်ရဓပုံတွေကိုပါ တင်ပေးထားတာကြောင့်ပတ်ဝန်းကျင်မှာတွေ့မိတယ်ဆိုရင်အကြောင်းကြားပေးဖို့မေတ္တာရက်ခံပါတယ် ဒီစားဟောင်းဖျော်ရင်ထက်ရဲ့ဖေဖော်ကောင်းကတော့လောက်ပိတ်သွားပါပြီ။သူခံငဲရတဲ့ဖြစ်စဉ်တစ်ခုလုံးကိုပြောပြပြီး post တင်ပေးဖို့အကူအညီတောင်းတာကြောင့်သူ့တငယ်ချင်းကျမကဝမ်းတင်ပေးတာပါ။လက်ရှိမှာသူကဖုံးတောင်တေချာကိုင်နိုင်တဲ့အနေအထားမရှိပါဘူးရှင်။အ ਨੇ ဆုံးဆေးရောင်တလတက်ရမှာဖြစ်ပြီးအူကိုလည်း3လနဲ့6လလောက်ထိ ထုတ်ထားရမယ်လို့ပြောပါတယ်အသက်ရှင်သေးတာပဲကျေးဇူးတင်ရမယ်နေထားပါရှင်